အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးအတွက်စက်တရဆယ်လာ2025ကနေ18ရဆယ်လာ2025အတွင်းမှာဂျုံတွေ့ရမယ့်ဒဘက်စာကံကြမ္မာဟောဝင်းကိုခန္ဓာတစ်ခုရင်းဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအဲဒီတစ်ပတ်ကာလမှာဘလိုကံရလေးတွေဂျုံတွေ့ရတတ်လဲဆိုတော့အလောက်ကံရစပြီးပြောကြပါတော့ဗျာနော်အဲဒီတစ်ခါကလာမှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအလောက်ကိုင်းအိုးရင်နဲ့ပတ်သက်လို့ရှိရင်ကောင်းသော ပြောင်းလဲခြင်းနဲ့ပြောင်းလဲတတ်တယ်ဆိုတဲ့ကိစ္စမှာပါတယ်လို့ခေါ်တာပေါ့နော်အဲအထူးသဖြင့်ဝန်ထမ်းတွေတာဖြစ်ခဲ့မယ်ဆိုရင်ယာရုတိုးကျင်တယ်ဆိုပြီးစောင့်နေတဲ့သူတွေဒီကလာမှာယာရုတိုးတဲ့အနေထားရှိတယ်တိုးရင်ကောင်းလာမယ်ကောင်းတယ်ဗျာအေးအေးချမ်းချမ်းတိုးတက်တဲ့အနေထားမှာရှိတဲ့အတွက်ဝန်တာဖို့ကောင်းပါတယ်အဲယာရုတိုးတဲ့အနေထားရှိမယ်တချို့ကတော့လသားတွေပါတယ်တိုးတက်တဲ့အနေထားရှိမယ်ကိန်းထဲမှာပါတယ်တို့ကဝန်တာဖို့ကောင်းတယ်နော်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးဘာမှစိတ်ပူတရားမလို့ဘူးအဲပြီးတော့အလုံးမရှိသေးတဲ့သူတွေလည်းဒီကလာမှာအလုံးကိုကြိုးစားပြီးဝိရိယအားလေးထားပြီးရှာပေးပါ အဒီကလာမှာအလုပ်ရမယ်ရတဲ့လောက်ကလည်းအေးချမ်းချမ်းလေးအဆင်ပြေမယ်ဆိုတော့ game ထဲမှာပါတော့ဝမ်းသာဖို့ကောင်းတာပေါ့နော်တချို့ကတော့အလုပ်ရပြီဆိုပြီးတော့ရက်ဝေးရက်နေခီးသွားတာမျိုးတွေဖြစ်တတ်တယ်တချို့ကယာတုအပြောင်းလဲဖြစ်ပြီးတော့နေရာဌာနပါပြောင်းသွားတတ်တဲ့ game ထဲမှာပါတာပေါ့လေနော်ဆိုတော့ကောင်းပါတယ်ဗျာကျွန်တော်အဲ့ဒီတော့စိတ်မပူဘူးအလုပ်နဲ့ပတ်သက်ရင်ဒီတစ်ပတ်ကကာလာမှာတနင်္ဂနွေတာသမီတွေအိုသစ်အိမ်တွေရတာအလုပ်သစ်ရတာမျိုးတွေအခြေတစ်ခုကြတာမျိုးတွေဖြစ်တတ်တယ်ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်ဒီကာလာမှာအိုသစ်အိမ်တွေရတယ်လို့ခေါ်တယ်ဗျာနော် တချို့ကတော့အိမ်အပြောင်းလဲဖြစ်တယ်လို့ခေါ်တယ်ဒါပေမဲ့ကောင်းသောပြောင်းလဲခြင်းလို့ခေါ်တယ်ဒီကလာမှာအိမ်ပြင်တာတွေအိမ်ဆောက်တာတွေအိမ်ဝင်တာတွေအရန်ကောင်းတယ်ဗျနော်ဒီကလာအကောင်းဆုံးပဲအဲ့တော့အလုတ်ကိုင်းအိုးဝင်နေပတ်သက်ပြီးတော့စတင်အကောင်းထဲဖော်မယ်ဆိုရင်ဒီကလာအကောင်းဆုံးဖြစ်တော့လှုပ်ပြအောင်လှုပ်ကြပါလို့တနင်္ဂနွေသားသမီးတွေကိုတိုက်တွန်းလိုတယ်ဟိုတခုတော့ရှိပါတယ်ဗျနော်လက်ရှိအလုတ်ကနေကောင်းသောပြောင်းလဲခြင်းနဲ့ပြောင်းလဲတာတော့ကိစ္စမရှိဘူးတချို့ကကျတော့လက်ရှိအလုတ်ကနေထွက်ပြီးတော့နောက်လို့တခုကိုပြောင်းခြင်းနဲ့ပေါ့ပြောင်းတဲ့ခါမှာတော့တခုမှခြင်းနဲ့ ိုပိုင်စီးပွားရေးတစ်ခုလုပ်မယ်ဆိုရင်တော့ပြောင်းပြအောင်ပြောင်းလို့ရတယ်အဆင်ပြေတယ်ဒီကလာဒီတခြားလုပ်ငန်းတွေတက်စားရင် ကိုပိုင်စီးပွားရေးတစ်ခုစတင်အကောင့်တွေပေါ်ရင်အကောင့်သုံးသောကာလမျိုးသီးခြားတဲ့ကာလလို့ခေါ်တယ်ဒီကလာစတင်ဆောင်ရွက်လိုက်လို့ရှင်လာမယ့်အနာဂတ်လေးတွေမှာတော်တော်ရရနဲ့အခြေကျတာပေါ့ဗျာအဲတယောက်တည်းအားနဲ့မရဘူးဆိုလဲစုပေါင်းဆက်ပေါင်းအားနဲ့လုပ်လို့ရတယ်စက်တူရှယ်ယာလုပ်ငန်းတွေလောက်ရတတ်တယ်နော်စာချုပ်စာတမ်းတွေမှာလက်မှတ်ထိုးရတာမျိုးတွေဖြစ်တတ်တဲ့ကိန်းတွေမှာပါတော့အရင်အားကောင်းတယ် တော်တော်အဲ့လက်ရှိတခြားဝင်နေဆိုရင်လက်ရှိအလုပ်ကနေထွက်ပြီးတော့အလုပ်ပြောင်းနေပြောင်းနေဆိုတဲ့အခါမှာကိုပိုင်စီးပွားရေးမလုပ်ဘဲနဲ့တခြားအလုပ်တစ်ခုပဲသွားပြောင်းတာမျိုးတွေတွေဆိုတော့ကျွန်တော်သိသဘောမကျဘူးမပြောင်းမနေတော့ပိုကောင်းမလို့အကြံပေးခြင်းနဲ့နော်မတူပါဘူးဗျာနော်ဒီလက်ရှိအလုပ်မှာအလုပ်တူတော်လည်းပဲဌာနမတူလို့ပြောင်းတာကိုကျွန်တော်မပြောလို့ဘူးနော်လက်ရှိအလုပ်ကနေထွက်ပြီးတော့တခြားဝင်နေတစ်ခုပဲဆက်လုပ်မယ်ဆိုတော့မသိတော့ဘူးကိုပိုင်စီးပွားရေးတစ်ခုစတင်အကောင့်တွေဖော်မယ်ဆိုရင်အကောင့်ဆုံးကာလတွေမှာပါတယ်နော်အလုပ်လုပ်တဲ့အခါမှာဒီကာလမှာ စံတိုင်းဖွင့်တာစီတိုင်းဖွင့်တာစံပွဲရုံစီပွဲရုံစံတဘာတွေရောင်းဝယ်သူလောင်နေတဲ့သူတွေတော့ကတော့အမရန်စီပွားလက်ပါတက်မဲ့ကာလမတန်မိုးကြီးတဲ့ဆက်ပစ္စည်းတွေပါတယ်ဝင်တဲ့ကိန်းတွေမှာပါတော့အတော်လေးဝမ်းသာဖို့ကောင်းတယ်ဗျာနော်ရှစ်ပုံရှစ်ကန်ကြီးမားတဲ့အမျိုးသမီးလေးတွေဆိုရင်ကိုချစ်သူကအဲကို့ကိုစိန်လက်စုံနဲ့လက်ထောက်ဝင်တောင်းတာမျိုးတွေကအစားကြုံဝတ်တဲ့ကိန်းတွေမှာပါတော့တော်တော်လေးဝမ်းသာအားရဖြစ်ရပါတယ်ဗျာနော်တော်တော်လေးအားကောင်းတာပေါ့ဒီချက်ကတော့ဆိုင်ကအသေးရတာမျိုးတွေဆက်ပင်အသေးရတာမျိုးလေးတွေဆက်ပစ္စည်းအသေးရတာမျိုးလေးတွေဖြစ်တဲ့ဝမ်းသာဖို့ကောင်းတဲ့လုပ်ပါရပါတယ် စားသောက်ဆန်တွေဘာတွေဖွင့်မယ်ဆိုလဲအရင်ကောင်းတယ်ဗျာဒီကလာမှာဒီစားသောက်ကိုလုပ်ငန်းလုပ်တာတို့စားသောက်ဆန်တွေဘာတွေဖွင့်တဲ့သူတွေဆိုရင်ပုံမှန်ထက်လူတွေဝင်ပြီးတော့ကြက်ကြိတ်တိုးနေတဲ့အနေအထားလေးတွေဖြစ်မယ်ရောင်းကောင်းဝက်ကောင်းအနေအထားလေးတွေကြုံရလိမ့်မယ်စေအောင်စင်ကနေစတင်တိဆောက်မလားကောင်းတယ်ဗျစေးဆန်တွေဘာတွေဖွင့်မလားအရင်ကောင်းတာပေါ့လှုပ်ပြအောင်လှုပ်ပါနော်အရင်ကောင်းပါတယ်အငွေအချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြောစရာရှိတယ်တစ်ဖက်မှာအလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေလာမယ်ဆိုရင်တောင်းမှလက်ရှိဒီတည်းကာလလေးမှာပေါ့ငွေချေးလေးတွေကအဝင်ထက်စာရင်သူကအထွက်များတဲ့ကာလတွေမှာသွားပါတော့ဂယူးဆိုင်ပြီးမယ် နော်ဟိုတခါကြလို့ရှိရင်လက်ရှိလုပ်နေတဲ့အလုပ်ငန်းလေးတွေမှာရင်းနှီးမြှုပ်နှံနိုင်လိုက်ရတာဖြစ်သောကြောင့်ကိုယ့်ရဲ့ငွေကြေးလေးတွေကပေါ်မလာဘဲနဲ့ခိတ္တခဏပေါ့နော်မြုပ်နေတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးအာရုံကောင်းတယ်တို့တော့ပြောလို့မရအောင်ဒါကတော့အရှိတရားပဲပတ်စံအဝင်နဲ့ဆိုင်အထွက်လေးတွေကနည်းနည်းလေးများတတ်တဲ့ကာလတွေမှာပါတယ်စီးသပီ30ပါပတ်စံချီငားလို့ရှိရင်တော့ဘယ်သူမှမချီငားပါနဲ့ဗျာနော်မကောင်းပါဘူးအဲ့လိုထဲရင်းနှီးမြှုပ်နှံတာကတော့လောက်ပါတင့်တော်တဲ့ထဲမှာပါပါတယ် ဟာငွေချင်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာချင်းငါမျိုးလို့ရှင်ပြန်တောင်းတဲ့ခါမှာလူမုန်းခံရတယ်ဗျအဝေးရသူတွေလည်းမဟုတ်ပါဘူးမိသားစုဆွေမျိုးအရင်ချခောက်ခောက်တွေတဝန်းခွက်တွေပြီးတော့အရန်ပကုန်းခွက်ပြီးပေါင်းရတယ်ဆိုတဲ့သူတွေအားစအဲကို့အဲပတ်စံတွေကိစ္စနဲ့ပတ်သက်လို့ရှင်ပြန်တောင်းလို့ရှင်စိတ်ဆိုးဒေါသထွက်တာမျိုးတွေအားစကြုံရတဲ့ကိစ္စမှရှိတော့သတိထားပေးတက်နိုင်တော့အလေကားပေးရင်ပေးပေါ့နော်မတက်နိုင်တဲ့ဟာတွေကိုတော့မချီးမငားပါနဲ့အာမငန်တွေပါရင်မလိုက်ပေးပါနဲ့ဗျာနော်ကျမိုင်းနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေဒီကာလမှာ အသက် ရောကြီးနေတဲ့သူတွေဆိုရင်သွေးတွေပါတယ်တို့ရတယ်ပြီးတော့သွားနာတာသွားကြိုက်တာသွားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တာเนาะပြီးလို့ရှိရင်တဖုံးနဲ့ပတ်သက်တဲ့ယောဂါမျိုးလေးတွေသွားဖြစ်တတ်တဲ့ကိန်းရှိတော့စိတ်ုံစည်းကံသွားတတ်တဲ့ကိန်းရှိတယ်နောက်တစ်ခုဘာထပ်ဖြစ်လဲလို့စက်ကြည့်တဲ့အခါခါကြောညက်တာခါနာတာဒုစရစ်နာတာเนาะအစင်းပြည့်နေနာခြင်းကြိုက်ခဲ့ပြီးတော့ခုနကအဲ့ကျွန်တော်ပြောတဲ့ယောဂါတွေဖြစ်တတ်တဲ့ကိန်းတွေမှာပါတော့အထူးသတိထားပေးရမယ်เนาะကြမ်းပါညာလို့စီအောင်စီကနေပါလေပြမယ်ဆိုရင်တော့အင်္ဂါသာသမိဆရာဝန်နဲ့ပြပေးမယ်ဆိုရင်ဒီကလာကအကောင်းဆုံးဖြစ်မယ်လို့အကြံပေးခြင်းနဲ့ အလုပ်တွေပါတယ်တူတူတစ်ဖက်လုတ်ကင်မယ်ဆိုရင်လည်းအနံမဲမှာစလုံးစလင်ဇာခွဲဆက်မယ်ဆိုညပါတဲ့အနံမဲပိုင်းရှင်တွေအင်္ဂါတာသမီးတွေနဲ့ပူတွဲတိုင်ပင်ပြီးလုပ်မယ်ဆိုရင်တော်တော်လေးအားကောင်းတယ်ဆိုတာလေးသိသိချင်းပါတယ်ဗျာနော်အပညာရေးနဲ့ပတ်သက်လို့ရှင်တော့အားကောင်းလာလို့မေးလို့ရှင်ကျွန်တော်ပြင်နေခဲ့ခါမှာတော့ဒီကလာမှာပညာရေးနဲ့ပတ်သက်ပြီးအားနည်းချက်တွေဖြစ်လာတတ်တယ်ပညာရေးတည်တံ့လိုက်နေတဲ့သူတွေဆိုရင်ဒီကလာမှာခက်ခဲတယ်ဗျာ စာချက်ရှင်လေးမရှိဘူးဖြစ်နေတာလေစာချက်ဖို့စာအုပ်ကလည်းတောင်နေလေဟိုစာထဲမှာစိတ်မပါဘူးမချက်ရှင်တော့ပဲပြစ်ပဲချခြင်းတို့လိုအိတ်ရှင်တို့လိုခေါင်းပဲမူလာတို့လိုကြိုက်တို့လိုဖြစ်တာလေးတွေစာချက်ပြီးသွားလို့ရှင်ဟိုဗဇက်ကရကြောရင်ကြက်မယ်ပေါ့နော် ပြီးလို့ရှင်အမအမမီပြောနေမမမီပြောနေသူကမေ့လွယ်တာလေးတွေဖြစ်တဲ့ကိန်းထဲမှာပါတော့ပညာရေးနဲ့ပတ်သက်ပြီးအားနည်းချက်တွေရှိတယ်စောင်းမွေးဖြစ်မဲ့သူတွေဝရိယကိုပုံမှန်ထက်နှစ်ဆလောက်ကြိုးစားမှတော်ကြမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင် ကြာရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့ကိန်းထဲမှာပါတယ်တခြားတော့ GU စိုက်ပေးပါနော် အခြေအနေပတ်သက်တဲ့အိမ်တော်ရဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဒီတစ်ပတ်ကကာလကတနင်္ဂနွေတန်သမီတွေအတွက်အမရန်ဆန်းပွင့်တဲ့လက်ပွင့်တဲ့ကာလတွေမှာပါမှာပေါ့ဆန်းပွင့်တယ်လို့ဆိုရင်ပုံမှန်တာပေါ့နော်အဲ့တော့ချစ်သူမရှိတဲ့သူတွေချစ်သူရတယ်ရတဲ့ချစ်သူတွေကလည်းလက်ခံလို့ရတဲ့အနေထားမှာရှိတော့ကောင်းပါတယ်ဗျာနော်အဲ့ချစ်သူမရှိတဲ့သူတွေဆိုရင်ဆန်းပွင့်ပြီးတော့ဝိုင်းဝိုင်းလဲတဲ့ဂိမ်းထဲမှာပါတယ်စိတ်ကြရွေးချယ်ပါလို့အကြံပေးချင်တာပေါ့နော်အဲချစ်သူရှိတဲ့သူတွေကြားရတော့လဲအိမ်တော်ရဲ့သားတွေပါတယ်ကြားဖို့မင်္ဂလာကိစ္စတွေတိုင်ပင်ဆွေးနွေးပြောဆိုရတာမျိုးလေးတွေဖြစ်တတ်တဲ့ဂိမ်းပါတော့ ဝမ်းသာဖို့ကောင်းတာပေါ့အဲ့တော့ဒီကလာမှာအင်တော်နေပါပြုမယ်ဆိုလည်းပြုပါကောင်းတယ်လို့အကြံပေးလိုတယ်တခုတော့အကြံပေးခြင်းလည်းနှစ်ချက်ဖြစ်တတ်တယ်တစ်ချက်ကပါလဲဆိုတော့အင်တော်ရှိတဲ့သူတွေချစ်သူရှိတဲ့ကြားထဲမှာစမ်းအပွင့်လွန်ပြီးတော့အနောက်အချက်လေးတတိယတရားဝင်လာတဲ့ခါမှာကိုကမထိန်ချွတ်နိုင်မနဲ့တစ်ဖက်ကစိတ်ရင်ဝါတဲ့ခါမှာတချို့ကတော့ကိုကိုယ်တိုင်ဖြစ်တာပေါ့တချို့ကကြတော့အဓိကတော့မိမိကိုယ်တိုင်အရေးကြီးဆုံးပေါ့နော်အဲ့လိုမျိုးစမ်းနေပါတဲ့အပွင့်လွန်တဲ့ခါမှာတတိယတရားဝင်လာတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါကိုရှောင်နိုင်ဖို့လိုတယ်ပေါ့မရှောင်နိုင်တော့တော်တော်လေးဒုက္ခရောက်မယ် အထူးသဖြင့်အမျိုးသမီးတက်ဆိုင်အမျိုးသားတွေကိုကျွန်တော်ပို့ဆက်ဖို့တဲ့မိမဖြတ်တဲ့ကိန်းရှိတယ်သတိထားပေးနော်အဲ့တော့အဲ့လိုမျိုးဖြစ်ပြီးဆိုရင်အဲကောင်းတဲ့အရာလေးတွေမကောင်းတော့ဘဲနဲ့လေအမှုအခင်းတွေဘာတွေဖြစ်တာမျိုးတွေအစားကြုံရတယ်တချက်သတိထားပေးရမယ်နော်ဘယ်ရာမဆိုတန်ဆေးလွင်ပေးဆိုသလိုပေါ့နော်ကောင်းတဲ့လေးတွေယူယူမယ်မကောင်းတဲ့လေးတွေကိုရှောင်ကြဉ်ပြအောင်ရှောင်ကြဉ်ပြပါဗျာနော်အဲဒီကလာမှာပတ်သက်နေတဲ့သူဘယ်သူပဲဖြစ်ဖြစ်ပါအထူးသဖြင့်အဲတနင်္လာတာသမီကြာသပြီတာသမီတွေကိုစေတဝါကောင်းကောင်းပြီးပြလိမ့်မယ် ချက်သူအိမ်တော်ဘက်တွေကအဲ့ဒီတာသမီဆိုရင်အဆင်မပြေတာလေးတွေပြဿနာဖြစ်တာလေးတွေအမှုကင်းဖြစ်တာတွေအားကြောင်းတက်တဲ့ကိန်းတွေမှာပါတော့အထူးဂရုစိုက်ပေးရမယ်နော်။အောင်တော်ဘာလာ၁၂ရက်၁၃ရက်၁၄ရက်၁၅ရက်၁၈ရက်အဲ့ရက်တွေကတော့အမရန်ကံကောင်းတယ်ဗောနော်။လုပ်ငန်းမရှိတဲ့သူတွေဆိုလုပ်ငန်းရတာလုပ်ငန်းရှိတဲ့သူတွေဖို့လက်ရှိအဲဒီခါနေရာတို့တို့တာလာတာတို့တဲ့အနေထားတွေကြုံရတာအရှိအရှိတောင်ရက်ကိုဖြစ်စေအရှိမြောက်ရက်ကိုဖြစ်စေ ကောင်းသောကိစ္စတွေနဲ့အပြောင်းအရွှေ့ရတဲ့ကိစ္စတွေအပြောင်းအရွှေ့တွေပေါ်လာတာအဲ့ဒီရပိုင်းမှာဖြစ်လာလိမ့်မယ်အဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းဘဝအဆင်ဆင်တွေပို့ပြီးတိုးတိုးမြင့်သွားလိမ့်မယ်ပေါ့နော်အဲတမိုးရှိတဲ့ကြောင်းမြတ်ရနာတဲ့ကမှခုနကအင်္ဂါနာလို့ခေါ်တဲ့စိန်နယ်ပစ္စည်းတွေအကလာမဝန်နာမျိုးတွေတွေဖြစ်တဲ့တယ်ပြီးတော့ဖျားဘူးခီတို့ဘာသာရေးနဲ့ပတ်သက်တဲ့ခီတို့ရုပ်ရည်ထထသွားတာဖြစ်တဲ့တယ်အဲယုံမင်္ဂလာဆောင်ဖိတ်စာတို့အလူဖိတ်စာတို့ဒါမျိုးတွေကြုံရကြရတာကိုယ်နိုင်ရလဲကျင်းပါတာဒါမျိုးတွေအစားဖြစ်တဲ့တယ်ပေါ့အမှန်တန်ကောင်းပါလေအဲ့ရပိုင်းကအဲ့ရပိုင်းကစနေပြီးအကောင့်တွေဖော်ရတဲ့ကိစ္စမှန်တယ်များအဆင်ပြေသွားတယ်မယ် အောင်တော့ဘာရ17ရက်15ရက်16ရက်အဲ့ရမှာတော့အညံ့လေးတွေရှိတယ်တတိထားမယ်အရန်ရင်ရီရမိသားစုအချင်းချင်းညီကောင်မတော်အချင်းချင်းလက်မဖတ်ပေါင်းနေတဲ့မိတ်ဆွေအချင်းချင်းအထင်တော်ပြီးမုံနေမယ်ရှင်းပြရင်လည်းဘယ်သူမှလက်မခံဘူးကာရတယ်မှာပါတယ်အထူးသဖြင့်အလုတ်ထဲမှာကိုယ်တိုက်ခိုက်ပြီးမနာလိုဘူးဆွဲချခြင်းတဲ့သူတွေရှိတဲ့အတွက်အများနဲ့တယောက်ဖြစ်ပြီးဒေါသမထင်ကျွမ်းနေတဲ့အခါမှာပြောဆိုပောက်ကွဲမိတဲ့အခါမှာလူမုံများသွားတာတွေဖြစ်တဲ့အထူးသတိထားပဲအဲ့တော့ဒီကလာမှာကန်ရရဲ့ထောက်မမှုအပြေအဝရအောင် အဖြူရောင်အစိမ်းရောင်မိခိုးရောင်အပြာရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါအဲဒါအပြင်ပေါ့နော်ဒီကလာမှာမိမိတို့ယုံကြည်ကိုဝတ်တဲ့ဖရာမှာဩဇာညုံဇင်းညုံအုံညုံစပယ်ပန်းတစ္ဆပန်းရောင်တို့ကိုဖရာပန်းကရပဲဖြစ်ဖြစ်နေအဲ့ခဏဒီမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ကျောင်းရတဲ့အညာလေးတွေกินပြီးကောင်းတဲ့ခံလေးတွေပို့ကောင်းအောင်ရရရနေနဲ့ဘယ်လိုခြေရမလဲဆိုတော့ အုံးမေတပင်အောက်ကိုဝင်မယ်အရှိတောင်ရက်ကိုမျက်နှာမူပြီးတော့ဇီတိလေးစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတောင်းခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေဧကံမုတ်ချပြေပြောက်သွားလိမ့်မယ်အဒါအပြင်ကြုံနေရတဲ့အညံ့အခိုက်တွေပြေပြောက်အောင်အိမ်မှာရှိတဲ့တခါတော့ကော်ဘူးကော်ကွက်အဲကော်နဲ့ပတ်သက်တဲ့တနင်္လာနံနဲ့ပတ်သက်တဲ့ဟာလေးတွေရှာဖွေပြီးတော့အများဆုံးစုပ်ပြပလိုက်ပါဒါဆိုတော့အညံ့အခိုက်တွေဧကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်အစသရရအဆင်ပြေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ဗျာနော်